2025ခုနှစ်အောက်တိုဘာလ22ရက်အင်္ဂါနေ့မနက်စောစောနောက်ကတော့ညီဖျားသခင်သားတယောက်လည်းကျွန်တော်တင်ပြခန်းစားပြီးတိတ္တာကလာသွားလာခြင်းလည်းမခွင့်ရအတွက်ပြင်ဆင်ပေးတဲ့ဖျားရှင်နာမှာပုံချီပါစေတော့ရှိဥစွာကာလချင်းရွေးနှောင်းမှုဆိုရင်နှစ်စာနေပေါ်ဒီကနေ့ပါဝင်ကျွန်တော်ကျွန်မတက်ရှင်ခဲ့တာ294ရက်ရှိခဲ့ပြီဖြစ်ပါတယ်ကုန်ခဲ့တဲ့294ကိုဘယ်လိုသုံးပြုခဲ့လဲဆိုတာပြန်ပြောင်းဆန်းစစ်ပြီးစဉ်းစားဆင်ခြင်လုံးသွင်းရအောင် ကျန်ရှိသေးတာတော့မနက်ဖြန်နေစပြီးတော့နှစ်ကုန်တီ82ရက်ပဲကြာပါတော့တယ်။ကျန်ရှိတဲ့နေ့ရက်ကိုလည်းကာလချောင်းကောင်းဆုံးရွေးနုတ်ပြီးသွားလာခြင်းလည်းပို့လို့ကရှေးဥစွာတိုက်တွန်းလို့ဆိုလိုပါတယ်။ဒီကနေ့ My Blessed Morning အစီအစဉ်ကိုအဓိကခြေပြုမဲ့ကျမ်းစာကတော့ဟေရှာနာဂရိချန်ခန်းကြီး39အပိုင်ငယ်39ဖြစ်ပါတယ်။ငါသည်ကိုမျက်နှာကို၎င်းငါကြုံဒါဝိမျက်နှာကို၎င်းထောက်၍ ဤမြို့ကိုကယ်တင်ခြင်းကဆောင်မမီဟုထာဝရဘုရားမိန့်တော်မူ၏။ဖာကြောင့်နှုတ်တော်အသက်ရှင်တော်မူသောဘုရားခင်စကားတော်များဖြစ်တဲ့အတိုင်းကျမ်းတော်ပြောတဲ့ဘောမှာဘုရားသခင်သည်အသစ်တစ်ဖန်ပြန်လဲကောင်းချီးပေးပါစေတော့။အာမင်။ယူဒရှင်ပင်ဟိစကီလက်ထက်မှာအာရှုရှင်ပင်တလခရိတ်ကလာပြီးတော့ယူရရှင်မျိုးစစ်ဝိုင်းထားတယ်လို့ပြောပါတယ်။အမျိုးမျိုးစော်ကားမှုတွေနဲ့ကဲမှုတွေနဲ့သူပြပါတယ်။ဒါပေမဲ့ဘုရားသခင်က အစ်စကီပေါ်မှာခုနကျွန်တော်ကြက်စာဖတ်ခဲ့တဲ့အတိုင်းဂရီစကားပြပါတယ်။ဘာစီဂရီစားပြဆိုရင်အပိုင်ငယ်34မှာလာတော့လမ်းပြန်ပြန်သွားရမယ်။ဒီအာရှရိရှင်ပြင်တလခရိတ်လာတဲ့လမ်းတွေပဲပြန်သွားရမယ်။ဤမြုတဲသို့မဝင်ရအောင်ဝင်ရတဲ့ခွင့်မပေးဘူးပေါ့လေ။ဤမြုလို့ပြောရမှာမိုင်းယူရာပြည်ယူရရှင်မြို့ပြောတာဖြစ်ပါတယ်။ဘာကြောင့်လို့ပြောရတာလဲ။ ဘုရားခင်ကငါသည်ကိုယ့်မျက်နှာကို၎င်းငါမျက်နှာကိုထောက်တယ်ငါနာမကိုထောက်တယ်ပေါ့။နောက်ငါကြုံဒါဝဲမျက်နှာကို၎င်းထောက်၍ဤမြို့ကိုကယ်တင်ခြင်းကဆောင်ပါမယ်။ထိုရှင်နာမပုံကြည်ပါစေ။ဒီမှာကျွန်တော်ပြောချင်တာတော့ဘာလဲဆိုရင်ယူဒာပြည်မှာအကောင်းဆုံးသောပြည်နေအများကြီးတွေမှာဒါဝိဒ်ကအထွတ်မြတ်ဖြစ်ပါတယ်။ကျွန်တော်ဘုရားသခင်ဒီယေရုရှလင်မြို့ကိုတနခရစ်လက်ထင်တွေကယ်တင်မှုပြုတဲ့အခါ ငါမျက်နှာကိုလည်းကောင်းငါကြုံဒါဝဲမျက်နှာကိုတော့ထောက်ယူလို့ပြောတဲ့ဟာဒါဝဲဘွားတတာဘလောက်ထိပြန်နေရှိတော့မှာကြီးမားတဲ့ကောင်းကြီးဖြစ်လဲဆိုတာဆန်းစစ်ဖို့ပဲဖြစ်ပါတယ်ဒါတိတိကျွန်တော်အသင်းတော်တွေထဲမှာလည်းဘာဖြစ်လဲဆိုလို့ရှိရင်ဒါအသင်းတော်တည်ထောင်တဲ့သူတွေဟုတ်လားအသင်းတော်ဝင်ကြီးကခေါင်းဆောင်နေပေါ့လေနော်အဲ့ဒါတွေကိုသူတို့မျက်နှာထောက်ပြီးဒီအသင်းတော်ကိုငါကြည့်ရှုမယ်ဆောင်းမမယ်နော်တို့ဘွားစီမယ်မြပြစီမယ် ဟောဒါအသင်းတော်တည်ထောင်တဲ့သူဝင်ကြီးကကောင်းဆောင်ဒီမျက်နှာအဖြစ်အသင်းတော်ခံစားရတဲ့ကောင်းချီးမင်္ဂလာဖြစ်ပါတယ်ကျွန်တော်ဒီနေ့ကျွန်တော်အဖြစ်လဲဟုတ်လားကျွန်တော်ကအသင်းတော်တည်ထောင်တဲ့လူတွေမှာတယောက်ပါဝင်ဖြစ်တော့ကျွန်တော်ခင်တော်ကဒူးတယောက်ကောင်းအသင်းတော်ထောင်တာမဟုတ်ကျွန်တော်က multiple leadership ဟောခလူကကျွန်တော်တယောက်တည်း founder ဒီလား founder ပြောစရာအကြောင်းမရှိဘူးဟောအဲ့တော့ founder တွေကအများစုပေါ့လေအဲအများစုမှာကျွန်တော်တယောက်အပါဝင်ဖြစ်ရပြန်တကယ်ကြီးပါတဲ့အကောင်ကြီးပါအဲတော့ကြောင့်ကျွန်တော်မျက်နှာကိုထောက်ပြီးတော့အသင်းတော်တွေပေါ်မှာဖျားခင် ကောင်းကြီးပြီးရဲ့ကျော်ဝစီတဲ့ဟလာတောက်ဆွနလူတွေများများစွာဖျားခင်နိုင်ငံတော်ခေါ်သွင်းနေများစွာသောလူနာတွေကိုဟလာကောင်းကြီးပြီးပြီးတော့အနာရောဂါများများစွာနဲ့ငြိမ်းသက်သာစေတဲ့ဒါပါဆိုရင်မျက်နှာကိုထောက်ပြီးဆိုတဲ့ကောင်းကြီးမင်္ဂလာပဲဖြစ်ပါတယ်အဲကြောင့်ခုနအဖြစ်အပျက်ကိုဆက်ရမယ်ဆိုလို့ရှိရင် ဟေစကီယောလိုဂရိပေးပြီးတဲ့နောက်အဲ့ဒီနေ့ညမှာပြလင်းကျန်းစာပါပြောလဲဖျောက်ကန်သူ့ရဲ့ကောင်းတမန်တစ်ပါးဆီလွတ်ပြီးတော့အာရှရိစစ်တပ်စစ်သားတွေတသိန်း၈၅၀၀ကိုတုံလုံးလဲသိစေပါတယ်အဲ့တော့တောင်ခရီးမျက်နှာပြက်ပြီးတော့ဘာလို့ ਆ လဲဆိုလို့ရှင်သူ့တိုင်းပြည်ကိုပြန်သွားရတယ်ပြန်သွားပြီးတော့နိနေဝင်းမြမနေလို့ပြောပါတယ်နောက်ပြီးတော့သူကိုယ်ွယ်တဲ့ ယုတ်ထုပေါ့လေနတ်ဘုရားကြောင့်တက်တဲ့ခါမှာသူဘားတော်မရကနဲ့သူ့ကိုလှုပ်ချံတက်ဖြတ်လိုက်တယ်လို့ကျမ်းစာပြောပါတယ်သူရဲ့အဆုံးသက်တရာခရစ်အဆုံးသက်မကောင်းခဲ့ပါဘူးဘာကြောင့်လဲယူဒာပြည်ရရှိမျိုးဘုရားခင်ခွဲခါရမျိုးချိန်ပခဲ့တာအောင်စိန်ခေါ်ခဲ့တာအောင်ကြတိကြောင့်ဒီနေ့မှလည်းကျွန်တော်ဗာသိဖို့လို့ဆိုရင် အသင်းတော်ရဲ့ခေါင်းဆောင်တွေဝန်ကြီးရဖခင်တွေကို စိန်ခေါ်မှုကတအားကြောက်စရာကောင်းတယ်ဖြစ်ပြလို့တကယ်ပြောချင်ပါတယ်။အဲ့ဒီဒီအမှုရာနေပြီးတော့ဘုရားသခင်ကငါမျက်နှာကိုလည်းကောင်းငါကျော်တော်ဝိမျက်နှာကိုထောက်ပြီးတော့ဒီမြို့ကိုယေရုရှလင်မြို့ကိုကွက်ကားမဲ့ဆွေကလေးတို့ကတကယ်ပဲပြည်စုံခဲ့တာဖြစ်ပါတယ်။ကျွန်တော်လည်းတော့နဲ့ဝင်ကားချပြည့်ရောက်တဲ့ပုံမှာဘုရားသခင်သည်အသက်တပတ်ပြန်လဲကောင်းချီးပေးပါစေတော့။ဆုတောင်းနေကြပါစို့။မိတော်ရှင်ဘုရားအာရှုရှင်ဘီရင်တနာခရိတ်ကယူဒပြည်ရိရှမြို့ဝိုင်းထားပါတယ်။ဒါပေမဲ့ လာနဲ့လမ်းနဲ့ပဲပြန်သွားရမယ်ဒီရရှိမျိုးတွေကိုအဝင်ရတဲ့ခွင့်မပေးဘူးလို့ပြောပါတယ်။ဘာကြောင့်လဲဆိုရင်ကရရှင်ကိုရိုနဲ့ကိုရောမျက်နှာကိုလကောင်းကိုရောရဲ့ဂျုံတာဝေးမျက်နှာကိုထောက်ပြီးတော့အီမျိုးကိုကေတင်ခြင်းကဆောင်းပါမယ်လို့ပြောပြပါတယ်။ဒါကြောင့်ဒီနေ့ကိုရရဲ့နာမရုံနဲ့ကိုရဲ့မျက်နှာတော့ထောက်ပြီးကိုရဲ့ဝိညာဉ်ကောင်းဆိုရင်မျက်နှာကိုထောက်ပြီးတော့ကေတင်ခြင်းမှုတွေမြောက်များစွာမဆောင်မှုတွေမြောက်မှုစွာပြုနေခြင်းပုံကြည်ပါစေတော့အတ္တသာတိဝါနဲ့ကောင်းခြင်းမင်္ဂလာဖြစ်စေဖို့အလင်းပေးခြင်းသို့ပို့ဆောင်ပါမိကြောင်း ထမြောက်ပြီးအသက်ရှင်တော်မူသောယေရှုခရစ်နာမ၌ကြည်စွာပေါင်းချီးမွမ်းခြင်းသူဆုတောင်းအပ်နှံ့ကြပါရပါဖျာသခင်အာမင်ဒီနေ့အလားအောက်တိုဘာ27ဆိုတော့မှတ်မိကြမယ်ထင်ပါတယ်မနေ့ကလည်းကျွန်တော် reminder လုပ်တာပြပါပြီဒီနေ့မွန်တဲ့ဆန်နိုင်တည်တည်ပါမိဘများတမန်တော်အစီအစဉ်ရှိပါတယ်အဲ့မှာယုံကြည်သူတယောက်မိထားတဲ့မိကွန်းတွေကိုကျွန်တော် ဖြေချပြပြောတယ်အဲ့ဒီ season စောင့်ဆိုင်ပြီးတော့ကြည့်ရှုကြရအောင်လို့ကျွန်တော်ဒီနေ့လည်း ဟလာဝင်ခရရပေါ်မှာ public မှာ share လုပ်ချင်ပြင်အမှုလုပ်ပြန်မှာဆက်လက်ပြီးပေါင်းပြပအောင်လို့တောက်ဆိုလက်ဆက်ရှိတဲ့ဆက်လက်ပြီးတောက်ဆိုလိုပါတယ်။ဘယောက်တွင်ပေါ်မှာဖျားသခင်တည်ချီးမားတဲ့ကောင်းချီးမင်္ဂလာများနဲ့တောင်းလောင်းပြီးလမ်းပြတော်မူပါစေသော။အာမင်။